ဒီဇင်ဘာလ10ရက်နေ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့သတင်းတွေမှာတော့ဒုတိယကြိမ်လွှတ်တော်တွေပြန်လည်ကျင်းပနိုင်ဖို့အတွက်သူရဦးရွှေမန်ဦးခင်အောင်မြင်တက်ဆိုင်ရာပြည်နယ်နယ်တန်းဒေသကြီးလွှတ်တော်ဥက္ခရတွေနဲ့ NLD ပါတီဥက္ခရဒေါအောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့သတင်းသာသနာညှိုးနှိုင်းမှုနဲ့အမှုရင်ဆိုင်နေရတဲ့လန်နေဆရာတော်အပါအဝင်တန်ခါ၅ပါးကိုအမှုမှတရားရှင်လွှတ်လိုက်တယ်ဆိုတဲ့သတင်းမဲဆွဲစည်းရုံးစဉ်ကာလတွင် NLD ပါတီကိုယ်စားလှယ်ဦးနိုင်ငံလင်းနဲ့ပါတီဝင်အချို့ ဒါနဲ့တိုက်ခိုက်ခံရတဲ့အမှုအတွက်၄ချိန်မြောက်ယုံချင်းစစ်ဆေးတယ်ဆိုတဲ့တဲ့။နေပြည်တော်စီမင်းတရားရုံးကိုငွေရန်ကျပ်၄၉သိန်းမဆောင်နိုင်တာကြောင့်ထောင်နဲ့ကြကံမှုရွေးခဲ့တယ်လို့ကျူးကျော်နေထိုင်မှုအဖြစ်တရားရင်ဆိုင်ရာသို့ဦးစိုးလိုင်ကပြောတဲ့ဆိုတဲ့တဲ့။အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒုတိယကြိမ်လွတ်တော်တွေအစဉ်ပြေစွာကျင်းပနိုင်ဖို့ပြည်တော်စုလွတ်တော်နိုင်ရကသရဥရှင်မန်မြို့သားလွတ်တော်ဥက္ခရာဥခင့်အောင်မြင့်တက်ဆိုင်ရာပြည်နယ်နဲ့တိုင်းဒေသကြီးလွတ်တော်ဥက္ခရာတွေနဲ့ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ခရာဒေါအောင်ဆန်းစုကြည်တို့ဟာ ီဇင်ဘာလ10ရက်နေ့ကနေပြည်တော်လွှတ်တော်ရှိစပူတီခမ်းမမှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲမှာအစိုးရအသစ်ဖွဲ့စည်းခြင်းကိစ္စလွှတ်တော်အသစ်ဖွဲ့စည်းခြင်းကိစ္စတွေနဲ့တိုင်းနယ်ပြည်နယ်14ခုရဲ့လွှတ်တော်ဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောအောင်ကျော်မြင့်ကအခုလိုပြောပါတယ်။ဥက္ကဋ္ဌအနေနဲ့လည်းဒီလာမယ့်သူတို့ကိုယ်စားလှယ်အသစ်တွေကြောက်ပါတော့။ဟုတ်ကဲ့ဒီကျွန်တော်တို့ တို့ကျွန်တော်တို့တို့မြင်တော့ခင်ဒါနဲ့သိမရှိဘူးပထမကြည့်ပြီးတော့အခက်ခဲတဲ့အများကြီးတို့တွေ့ကြတော့အခက်ခဲမရှိအောင်လို့ကျွန်တော်တို့တို့ဒီပစ္စည်းမှုလေးတွေအများကြီးဆောင်ရွက်ပေးတာပါဒုတိယကျေလွတ်တော့စတ်တဲ့တာနဲ့ကျွန်တော်တို့အားရင်အားလို့အားရင်အားတို့အဆင်ပြေတယ်လို့ဥမာဥမာလွတ်တော့ပထမအချိန်ဆိုရင်ကျွန်တော်တို့ခဏလေးပဲပြူပါမယ်လေဥမာဝင်ကြီးရွေးတာတော့ဟိုမေးခွန်းနဲ့ဆိုးတဲ့ဘာမှမလာဘူးရွေးချယ်မှုတွေပဲရှိသေးတာပေါ့ ဒါရက်ကိုဒီကတော့သူလွတ်တော်မှာလည်းအရင်တစ်ချိန်ကသူတို့လွတ်တော်15မိနစ်5မိနစ်လွတ်တော်လာမှာလို့ပြောပြောတာရှိတယ်။သူကသူ့တိုင်းတက်ပေါ်လိုက်။နောက်ဥမာငူကြီးတက်ကြီးချက်တယ်။အပိုင်လိုက်အပိုင်နဲ့ပါလိုက်ပေါ့။အဲ့တော့သူစစ်တယ်နဲ့သူသူတို့ကလည်းရှိတော့အဲ့ဒီအားတဲ့အခြေလေးဒီမှာကျွန်တော်လွတ်ပြီးတော့သူပညာပေးလေးတွေသူသိသိသိချက်ချက်ကြီး။ကျွန်တော်တို့တက်တန်းကတော့ဇန်နဝါရီ30 31ကုန် ိုးတော်လဲအဲ့ဒီအဲ့ဒီသုံးစက်တက်မှာကိုယ်ကိုယ်မသုံးစက်တက်ဆန်းသေးလားမသိနော်ဆန်းလို့ဆိုကျွန်တော်ဟိုဖေဗရီတရဲတို့နရဲတို့သုံးရဲတို့လင်းငါရဲတို့အဲ့ဒီဆက်တဲ့ဆန်းနေမဟုတ်တာဟာမပြန်လို့ရှိတယ်ဒီကစားတာလွတ်တော်အရင်ဖွင့်မယ်လို့လွတ်တော်ကြီးဖွင့်လို့လွတ်တော်ဖွင့်ပြီးမှအစိုးရဖွင့်တယ်လွတ်တော်နဲ့အစိုးရဖွင့်ရနလလကြာတယ်တော်တော့လွတ်တော်စီပဲခေါ်ပေးရမယ်ဟုတ်ကဲ့ဘုရားဆက်တော့ဘုရားကျွန်တော်ခေါ်ပေးရမယ် ေါ်ပြီးပြီးသူတို့ကသူတို့ဟိုဟိုတို့တော့ဥပဒေရေးမယ်သူဥပဒေရေးမယ်တွဲဆောင်မွဲကိုဒီဇင်ဘာလ10ရက်နေ့နေ့လယ်2နာရီခွဲခန့်ကစတင်ခဲ့ပြီးနေ့လယ်3နာရီခွဲလောက်အထိ2နာရီနေပါကြာတွေ့ဆုံခဲ့ကြပါတယ်ဒီဇင်ဘာလ10ရက်နေ့နံနက်ပိုင်းကလည်းဒုတိယကြိမ်လွှတ်တော်အသီးသီးရဲ့ပထမပုံမှန်အစည်းအဝေးတွေကိုကျင်းပနိုင်ဖို့ပြည်သူ့လွှတ်တော်ဥက္ကရာသူရဦးရွှေမန်အမျိုးသားလွှတ်တော်ဥက္ကရာဦးခေအောင်မြင့်ဘ ਹੁ ကော်မတီနဲ့လုပ်ငန်းကော်မတီတွေရဲ့ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါတယ် ဒီဇင်ဘာလ10ရက်နေ့ကသာသနာညှိနှိုင်းစေမှုအတွက်အမှုရင်ဆိုင်နေရတဲ့လန်ဒန်ဆရာတော်အပါအဝင်တန်ခါ9ပါးကိုအရှေ့ပိုင်းခရင်တရားဝန်ကပုံမှန်295ကကြီးအတွက်အမှုမှတရားရှင်လှုပ်ပေးလိုက်ပါတယ်။အဲလိုအမိန့်ချမှတ်ခဲ့တာဟာပြည်နယ်ဆရာတော်ဂျပန်နိုင်ငံကိုရောက်ရှိချိန်မှာနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့က2014ခုနှစ်ဇွန်လ10ရက်နေ့ညပိုင်းမှာတန်နိဒုက္ခကြောင်းတိုက်ကိုဝင်ရောက်စီးနင်းခဲ့ပြီးပြည်နယ်ဆရာတော်တပည့်ရင်းတန်ခါ9ပါးကို သာသနာညှိုးနှွမ်းစေမှုပုံမှ295ကကြီသာသနာအဖွဲ့အစည်းတို့ရဲ့ညှို့ချားချက်ကိုမလိုက်နာတဲ့အတွက်ပုံမှ20မြင်းဆောင်60လို့နဲ့ဖမ်းဆီးခံခဲ့ရပြီးအမှုရင်ဆိုင်ဆက်ဆွဲခံနေရတဲ့တန်ခါ၅ပါးဖြစ်ပါတယ်။အရှိပိုင်းခရိုင်တရားရုံးမှာ ပုံမှ295ကကြီကို တရားရှင်လွှတ်ပေးခဲ့ပါတယ်။တရားစွဲဆိုထားမှုမှာနှစ်မှုဖြစ်ပြီးအခုလို တရားရှင်လွှတ်ပေးမှုကတော့ပုံမှ295ကကြီအတွက်ဖြစ်ခါ ဇန်နဲ့သာသနာအဖွဲ့အစည်းတို့ရဲ့ညွှန်ကြားချက်ကိုမလိုက်နာတာကြောင့်ပုံမှန်20မြင်းဆောင်60ကိုတော့အောက်ယုံမှာဆက်ပြီးရင်ဆိုင်ရမယ်လို့အမှုမှာလိုက်ပါဆောင်ရွက်ပေးနေသူတရားလွှတ်တော်ရှေ့နေဦးသိန်းဝင်းကအခုလိုပြောပါတယ်အဲဒီနေ့ကတော့အချိန်တွေကဟိုကျွန်တော်တို့တာမွေတရားရုံးမှာဆရာတော်ငါးဘအပေါ်မှာဆွဲထားတယ်။နေရာနေရာ62ပေါ့နော်14အဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့က အဲအောက်ရုံးမှာတောင်ပေတရားရုံးမှာပေါ့သူကရုံချင်းတည့်ရလို့ဥစိန်ပေါ်ပါသုံးချင်ပြက်ွက်တယ်ခုဟိုစင်နဲ့ဖတ်တော့တဲ့အရာနှစ်ချင်ပြက်ွက်တာတော့သူကပေါ်တယ်လေအဲ့ဒီနှစ်ချင်ပြက်ွက်တဲ့အပေါ်မှာခုတရားရုံးတော်ကနေပြီးတော့ကျွန်တော်တို့ဟိုပါပေါ့259ကျင့်ထုံးပုပ်ပါ259အရာဒါကပြက်ွက် ှုနဲ့ပတ်သက်လို့ကျွန်တော်တို့ဒါဟိုကလောက်ရမယ်ဒီဟိုဟိုအခုတွဲကိုပယ်ရမယ်နောက်ပြီးတော့ဆရာတော်များကိုတင်ရှင်းလောက်ရမယ်ဆိုပြီးတော့ပြောလိုက်တာအဓိကသုံးသက်ချက်ကတော့150ခုနဲ့သုံးသက်ပြီးတော့ကျောင်းပိုင်ဆိုင်မှုနဲ့ပတ်သက်လို့တော့အဆုံးဖြတ်မရှိသေးပါဘူးကျွန်တော်တို့ကအဲ့ဒါဟိုအမှုတွဲကတစ်ခုကြံသေးတယ်လေအမှုတွဲကဟို2 6 3ကြံသေးတယ် အဲ့ဂျန်နဲ့အမှုတွဲနဲ့ပတ်သက်လို့ဆက်စစ်သွားပဲအဲ့ဒီမှာကျောင်းပိုင်ဆိုင်မှုနဲ့ပတ်သက်လို့လည်းဆက်ပြီးရှင်းသွားမှာဘူးလို့တခုကကြာဒါပေမဲ့ဘလို့ချင်းရှိရှိတယ်အမှုကိုအဲအခုလို့ဆုံးဖြတ်လိုက်တဲ့အပေါ်မှာတော့ဟိုအမှုကတော့အထက်ရောက်တော့ထိခိုက်မှုပဲရှိအရှိပိုင်းခရိုင်တရားရုံးကချမှတ်ခဲ့တဲ့အမှုနဲ့ပတ်သက်လို့လန်ဒန်ဆရာတော်ကလည်းအခုလို့မိန့်ကြားခဲ့ပါတယ် သူတို့အဖွဲ့အစည်းအစဉ်အဆက်ပေါ့ရန်ကုန်တိုင်းသံဃာနာကအဖွဲ့နိုင်ငံတော်သံဃာမဟာနာကအဖွဲ့သာသနာ့ဌာနအဖွဲ့နောက်ရန်ကုန်တိုင်းအစိုးရအဖွဲ့အားလုံးတွေကနေပြီးတော့20မြင်းဆောင်60နဲ့ပဲအရေးယူပါလို့တိတိကျကျညွှန်ကြားထားတာကိုဘုန်းကြီးတို့အပေါ်ထပ်ဆောင်ပြီးတော့တခါတည်းသာသနာကိုညွှန်တော့အောင်လုပ်တယ်ဆိုပြီးတော့အခုဒီနေ့ခြေဖြစ်လိုက်တဲ့အမှုဟာဘုန်းကြီးတို့ကိုမတရားဖမ်းဆီးခြင်းနဲ့เนาะဒါမှမဟုတ်အမှုတွေဆွဆွဲခြင်းနဲ့အပေါ်ထပ်ဆောင်တဲ့အမှုလို့ပြောရမယ် ဒါပင်ရင်အမှုမဟုတ်ဘူး20မြင်းဆောင်60နဲ့ပတ်သက်လို့ဟာမနေ့ကတိုင်းတရားလွတ်တော်ချုပ်မှာဘုန်းကြီးတို့ကအမှုကိုခြေဖြတ်ဖို့ဆိုပြီးတော့ဘုန်းကြီးတို့တင်ခဲ့တယ်အဲ့ဒါကိုလက်ခံထားတယ်ခြေဖြတ်ဖို့အကြောင်းအရာဘာလဲလို့မေးလို့ရှိရင်တကယ်တမ်းဒီ20မြင်းဆောင်60ဟာနိုင်ငံတော်ညင်ဖို့ပြည်ပြမှုတိဆောက်ရေးအဖွဲ့နဲ့ဗိုလ်ချုပ်မှုကြီးစောမလက်ထက်တော့ဒါဥပဒေသတ်မှတ်ခဲ့တာအော်ရာလို့ခေါ်တယ်ဒါနော်အဲ့ဒီအော်ရာတွေဟာတချို့အခုပြက်ကုန်ပြီ အဲ့ဒီတန်ခါဥပဒေအော်ရာမပြတ်သေးဘူးဒါ ው ဘာလို့လဲဆိုတော့အဲ့ဒီ20မျက်နှာ60ဟာခုနတန်ခါအဖွဲ့အစည်းအစဉ်စဉ်ကိုနားထောင်ရမယ်ဆိုတာဖော်ပြထားတယ်နားမထောင်လို့ရှိရင်ဒီအော်ရာရသူကအပြစ်ပေးနိုင်တယ်ပေါ့တခုလုံနိုင်တယ်ပေါ့အဲ့တော့ဒါကလည်းပဲတရားစွဲမယ်ဆိုလို့ရှိရင်ပြည်ထရေးနဲ့သာသနာရေးဌာနကညွှန်ကြားရမယ်ဒီဥပဒေနဲ့စွဲရမယ်အခုကပြည်ထရေးနဲ့သာသနာရေးကညွှန်ကြားတာမဟုတ်ဘူးရန်ကုန်တိုင်းအစိုးရညွှန်ကြားတဲ့အတွက်ကြောင့်အဲ့ဒီ procedure လွဲနေတယ် နောက်တစ်ခုကသာသနာရေးညွှန်ကြားရေးမှုချုပ်ကိုယ်တိုင်ကတရားစွဲရမယ်ညွှန်ကြားရေးမှုချုပ်ကိုယ်တိုင်ကတရားမစွဲဘူးနောက်တစ်ခါညွှန်ကြားရေးမှုချုပ်ကတရားစွဲရင်လည်း14နဲ့ပဲစွဲရမယ်အခုက17 17 23 14ရှိအများပေါ်မှာဒီအကုန်လုံးနဲ့စွဲနေတယ်အဲ့တော့တရားစွဲဆိုတဲ့ procedure လို့ခေါ်တဲ့လုပ်ပုံလုပ်နည်းဟာလွဲနေတယ်အဲ့တော့ဒါအမှုမမြောက်ဘူးအဲ့ဒါကိုအမှုမဟုတ်တဲ့ဟာကိုအမှုလုပ်ထားတဲ့အတွက်ကြောင့်ခြေဖြတ်ပေးပါလို့ဘုန်းကြီးတို့ကရန်ကုန်တိုင်းတရားလွတ်တော်ချုပ်မှာဘုန်းကြီးတို့တင်ထားတာ အဲ့ဒါကိုမနေ့ကလက်ခံတယ်လက်ခံတယ်ဆိုတော့ဘုန်းကြီးတို့ဒါနှစ်ဖက်ကြားနိုင်အောင်မယ်နှစ်ဖက်ကြားနိုင်အောင်ဖြစ်တဲ့အတွက်ကြောင့်ဒါဘယ်နေ့ဆိုတာတော့ဘုန်းကြီးတို့အတိအကျမသိနိုင်ဘူးသို့သောအောက်ယုံကတော့ဘုန်းကြီးတို့ကိုတရားယုံပုံမှန်ချိန်ထားတာကတော့ခုလာမယ့်16ရက်နေ့ဒီဇင်ဘာ16ရက်နေ့17ရက်နေ့မှာဘုန်းကြီးတို့တရားနှစ်ဦးနှစ်ဖက်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့20မြင်းဆောင်ကိုယ်စင်နဲ့ပတ်သက်လို့ဘုန်းကြီးတို့ဒါကတော့တရားရင်ဆိုင်ရမယ်အရှိပိုင်းခရိုင်တရားယုံကဆရာတော်၅ပါးကို ုံမှန်295ကကြီးအတွက်တရရှင်လှုပ်ပေးဖို့အမိန့်ချခဲ့ပေမယ့်တန်ခါများဆိုင်ရာဥပဒေပုံမှန်20မြင်းဆောင်60အတွက်ကိုတော့ဆက်လက်အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။ပုံမှန်295ကကြီးအမှုကိုတရရှင်လှုပ်ပေးဖို့တာမွေမြို့နယ်တရားရုံးကိုရှောက်ထားခဲ့ပေမယ့်ငင်းပဲ့ခံခဲ့ရပြီး ခရယာရုံရောက်မှသာတရရှင်လှုပ်ပေးဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲမဲဆွဲစည်းရုံးစဉ်ကာလတွင် မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလွတ်တော်ကိုယ်စားလှယ်ဦးနိုင်ငံလည်းအပါအဝင်ပါတီဝင်ချို့ဒါနဲ့တိုက်ခိုက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီးဒီဇင်ဘာလ10ရက်နေ့ကတာကေတာမြို့နယ်တရားရုံးမှာ၄ချိန်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။အဲ့ဒီရုံးချိန်မှာအမှုကတရားလိုပြတ်သက်တွေကိုစစ်ဆေးခဲ့ပါတယ်။အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးကျူးလွန်ခံရသူတွေဘက်ကတာကေတာမြို့နယ်တရားရုံးမှာတရားလိုပြတ်သက်တွေ20လောက်တင်သွင်းထားပါတယ်။ဒီဇင်ဘာလ10ရက်နေ့စစ်ဆေးခဲ့ရမှာတော့ ရဲစခန်းမှာစတင်အမှုဖွင့်တိုင်ကြားခဲ့တဲ့တာကေတာမျိုးနဲ့ NLD ပါတီအတွင်းရေးမှူးဒေါ်ချိုချိုကိုမျိုးနယ်တရားသူကြီးကစစ်ဆေးခဲ့ပါတယ်။ရုံးချိန်မှာဒေါ်ချိုချိုကလွှတ်တော်ကိုယ်စားလှယ်ဦးနိုင်ငံလင်းနဲ့ NLD ပါတီဝင်ဦးကျော်သူမတ်တန်နာတို့ကို အမည်မသိအမျိုးသား၃ဦးကဓာတ်နဲ့ဝင်ခုန်ချောင်းကိုတည်င်းပေးလာခဲ့ပြီးအခင်းဖြစ်ပွားစဉ်က မျက်မြင်သက်သေတဦးဖြစ်တဲ့ NLD ပါတီရဲ့ကြေးဥက္ကဋ္ဌကိုတန်းမျိုးဝင်းကိုရဲစခန်းကိုတပါးရဲခေါ်ဆောင်ပြီးတာဝန်ရှိသူတဦးအနေနဲ့အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်။အဲဒီနောက်တရားသူကြီးကတရားစဲဆိုခံထားရတဲ့ကိုစော်လက်ခေါ်အောင်စော်လက်ကိုထက်ကိုခေါ်ထက်အောင်လှိုင်နဲ့ကိုမျိုးမင်းခိုင်တို့သုံးဦးကိုထွက်ဆိုချက်အပေါ်မင်းမြန်စရာတွေရှိမရှိပြောကြားခဲ့ရာ အောင်စော်လက်ကကျွန်တော့ကိုဝိုင်းထိုးပါသည်လို့ပြောကြားထွက်ဆိုခဲ့ပါတယ်။ ဒီနေ့အမှုကတော့အန်ဒီတို့ကတရေလူဆက်ဆက်တာပေါ့တရေလူကတော့ဒီခုနတာကေတာမြို့နယ် NND အတွင်းမှုအလုပ်မှုဆောင်အတူတရေလူလုပ်တယ်ဆိုတော့သူ့ကိုဆက်ဆက်တာပေါ့အဲ့တော့ဟိုသူ့ကိုဆက်ဆက်တယ်တရေခံဘက်ကတော့ယဟိုရှေ့နေမပါသေးဘူး ရှိနေမှာပါသူတို့ဟိုရှိနေ၅ခုအခွင့်အရေးသူတို့မှာရှိပါတယ်အချိန်ကြီးလည်းသူတို့အများကြီးရခဲ့တယ်လေဟိုဘက်ကဒါပေမဲ့အခုအချိန်ကြီးတော့သူတို့ရှိနေမှာမားသေးဘူးမငှားသေးတော့သူတို့ရှိနေမငှားတဲ့အတွက်သူတို့အတွက်အဲ cross မိကုန်းပေါ့ပြန်လှန်မိကုန်းမိဖို့ကြတော့ရင်ရှိနေမှာပါတော့သူတို့သူတို့ကိုယ်တိုင်မိကုန်းမိရတာပေါ့အယုံကလည်းခွင့်ပြုရတယ်လေခွင့်ပြုတော့အခုယုံကမိကုန်းမိမလားဆိုတော့သုံးအောင်ဆုံးတယောက်တစ်ခွန်းစီမိတာပေါ့အဲဇော်လက်ကတော့ဇနိုင်းလုံးတဲ့မိကုန်းမမိတတ်ဘူး ဟိုဂျန်တဲ့နှစ်ယောက်ကတော့အဲ့လိုအချင်းဖြစ်တဲ့အချိန်မှာဓာတ်ကင်ပြီးတော့မှအဲ့လိုဖြစ်တဲ့အချိန်မှာသူတို့မပါဘူးလို့တော့ညင်လိုက်တနိုင်လို့တာပေါ့နော်ဒါပေမဲ့သူတို့မပါဘူးဆိုတော့သိသလားလို့မေးတယ်မေးကုန်မှာတော့တရေလူကသူမသိဘူးလို့ဖြေလိုက်တာပေါ့အဲတရေသူတို့မေးတယ်မေးကုန်တနိုင်လို့တဲ့မေးကုန်တရေလူကလည်းတက်တရားလည်းပဲတနိုင်ပဲပြန်လို့တဲ့သူတို့မေးကုန်မသိဘူးပေါ့သူမသိတာကိုမသိလို့ပြောလိုက်တာလေသူတို့မပါဘူးဆိုတော့သိသလားမသိဘူးပေါ့ ဦးနိုင်ငံလင်းအပါအဝင်တာကိတာမြို့နယ် NLD ပါတီကဥကြော်သူမှာဓာခုတ်တံရရရရှိခဲ့တာဖြစ်ပါတယ်။ကျူးလွန်သူတွေကိုတော့တာကိတာမြို့နယ်တရားရုံးမှာပုံမှန်236 323 26လေးတို့ ਨੇ တရားစွဲဆိုထားပါတယ်အဲ့ဒီနောက်ဇော်လက်ခေါ်အောင်ဇော်လက်ကိုတော့လက်နက်ဥပဒေပုံမှန်169ကိုပါထပ်တိုးပြီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်ငါးကြိမ်မြောက်ယုံချင်းကိုတော့တာကေတာမြို့နယ်တရားဥပမှာဒီဇင်ဘာလ24ရက်နေ့နနက်10:00နာရီကို ပြန်လည်ချိန်ဆခဲ့ပြီးတရက်လိုတူးကိုထပ်မံစစ်ဆေးသွားမယ်လို့သိရပါဗယ်။နေပြည်တော်စီမင်းတရားရုံးကလည်းဒီဇင်ဘာလ10ရက်နေ့မှာကျူးကျော်နေထိုင်သူဖြစ်သတ်မှတ်ပြီးအသက်40အရွယ်ရှိအမျိုးသားတူးကိုထောင်ဒဏ်ချမှတ်ခဲ့တာကြောင့်အခုရက်ပိုင်းမှာနေပြည်တော်စီမင်းတရားရုံးကလည်းကျူးကျော်နေထိုင်တဲ့ဖြစ်စဉ်တွေမှာထောင်ဒဏ်ဇက်တိုက်ချမှတ်လျက်ရှိပါတယ်။နေပြည်တော်စပူတီရီမြို့နယ်စီမင်းတရားရုံးမှာကျူးကျော်နေထိုင်သူဖြစ်သတ်မှတ်ပြီးစီမင်းပုံမှန်26 29နိုးနဲ့တရားစွဲခံထားရသူတွေအများအများရှိနေပါတယ်။ ဒီလိုတရားစွဲခံထားရသူတွေအနက်အခုဒီဇင်ဘာလ10ရက်နေ့ကနေ10ရက်နေ့အထိကျူးကျော်အဖြစ်သတ်မှတ်ပြီးထောင်ဒဏ်ချမှတ်ခံရသူဒေသခံ9ဦးထိရှိပြီဖြစ်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာနေပြည်တော်စီပင်တရားသူကြီးဒေါ်မိမိတန်းကအသက်40အရွယ်ကိုစိုးလိုင်ကိုထောင်ဒဏ်တစ်လဒါမှမဟုတ်ငွေဒဏ်49သိန်းချမှတ်ခဲ့တာကြောင့်ကိုစိုးလိုင်ကငွေဒဏ်မဆောင်နိုင်တဲ့အတွက်ထောင်ဒဏ်တစ်လကြားခံဖို့ကိုရွေးချယ်ခဲ့ပါတယ်။ ငွေရန်၄၉သိန်းသတ်မှတ်တာဟာကျူးကျော်အဖြစ်စတင်တရားစွဲဆိုတဲ့နေ့ကစတင်ပြီးတရက်ကိုကြက်တပေါင်းလုံးနဲ့တွက်ချက်ကငွေရန်၄၉သိန်းအထိချမှတ်ခဲ့တာဖြစ်တယ်လို့ဒေတာကန်တွေကပြောပါတယ်။ထောင်တန်တလချမှတ်ခံရသူကိုစိုးလိုင်ရဲ့မိခင်ဖြစ်သူဟာဒီဇင်ဘာလ၉ရက်နေ့ကထောင်တန်ကြခံခဲ့ရပြီးဖြစ်ပါတယ်။ကိုစိုးလိုင်ကမြေကွက်အစားမရရင်မဖယ်ပေးပဲအစားပြန်ရမှသာဖယ်ပေးမယ်လို့ပြောပါတယ်။အရင်ကြောက်ဘူးပါလေနှစ်လကြာတယ်၂၆နှစ်။ကိုက၂၉ဆွဲတယ်။ ကျွန်တော်ကဒီနားလေးပြောမရရင်တော့ဖိုင်ပေးဘူးလေစားရရင်တော့ဖိုင်ပေးမှာနေလာလဲကြာပြီကျွန်တော်ဆိုရင်နှစ်ပေါင်းစိတ်ပေါ့အမေဆိုရင်40သူ30ပေါ့ကျွန်တော်ကခုတော့နေစားလိုက်စားတာပေါ့ကျွန်တော်ကလေယာဉ်မြေလောက်စားတာခုကကျွန်တော်3ယောက်အကြီးဆုံးက8လမ်းပါဘယ်လောက်တိုင်းခံခနေ့ဆိုရင်မဲကျူရှင်မတက်ရတော့ကျွန်တော်ဒီလိုလာဘယ်လောက်ဘယ်လောက်အသိန်းခံလဲဘယ်လောက်ပါတော့တော်ရပါတာပေါ့သုံးရကတော့ပါသွားတယ်လေရောခုနေရာကတော့အမတူကြီးတမ်းပြီးသုံးအောင်ပေါ့ဒီကပ်ပေါ်တော့လည်းရှိဟုတ်ကဲ့တားသုံးရတယ်ပေါ့မေနဲ့ပေါ့တမ်းပြီးလေးရောက်ပေါ့ဥစဉ်ကျဲပေါ့ ပဲဆိုရင်ပဲငယ်ဆုံးကလေးကနှစ်လပဲရှိသေးတယ်။ကိုအကြီးဆုံးကောင်ဆုံးကလေးဆိုကြည့်ရင်မတရတော့ထောင်ချတယ်ပေါ့။သူတို့ထောင်ချတယ်ပေါ့ကျွန်တော်သူတို့ပြေးရဲ့အပြစ်ကိုပဲခံမှာပဲလေ။ပြန်လာရင်တော့ဒီညာပဲနေရမှာပဲမပြေးတော့။ပြေးတယ်နေရွှေ့မှာပဲကျွန်တော်တော့။ကလေးပြေးကလေးရွှေ့မှာပါဆိုသူတို့ပြောပြီးသား။ကျွန်တော်ကမဟုတ်တာလည်းမလို့ဘူးလေ။သူများလို့ရတဲ့ကြောင့်လည်းလာနေရတယ်မို့။အစ်မမနဲ့။ကိုဘာကြီးမကြီးတက်ထားခဲ့တဲ့နေရာပဲလေ။ နေပြည်တော်စဘူတီရင်းမြို့နယ်စီပင်တရားရုံးကတရားသူကြီးဒေါ်မိမိတန်းကစီပင်ဥပဒေပုံမှန်29အရဒီဇင်ဘာလ1ရက်နေ့မှာဒေါ်မမလေးကိုထောင်တန်းတလချမှတ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဒီဇင်ဘာလ10ရက်နေ့မှာအသက်69နှစ်အရွယ်ရှိဦးချစ်အောင်ကလင်းငယ်လေးဦးတို့ရဲ့ဖခင်ဦးအောင်စောမိုးတို့ကိုထောင်တန်းတလစီချမှတ်ခဲ့ကဒီဇင်ဘာလ9ရက်နေ့မှာလဲအသက်50ကျော်အရွယ်ရှိဒေါ်လှီ ဥလာမြင့်နဲ့ဥကန်လှတို့ကို ထောင်ဒဏ်တလစီချမှတ်ခဲ့တယ်လို့ဒီဇင်ဘာလ10ရက်နေ့မှာလဲကိုစိုးလိုင်ကိုထောင်ဒဏ်တလဆက်လက်ချမှတ်ခဲ့တာကြောင့်၃ရက်စတိုက်ပြည်ထောင်ချမှတ်မှုတွေရှိနေပါတယ်။ဒါအပြင်နေပြည်တော်စီမင်တရားအောင်ကနေကျူးကျော်နေထိုင်သူတွေဖြစ်တတ်မှတ်ပြီးအသက်82နှစ်နဲ့အသက်88နှစ်အရွယ်ရှိအဖွားအိုတွေနဲ့အသက်84နှစ်အရွယ်ရှိအဖိုးအိုတို့ကိုလဲထောင်ဒဏ်တလစီအသီးသီးချမှတ်ခဲ့မှုပါတယ်။